အင်ဂျလီနာဂျိုလီကအီသီယိုးပီးယားမိဘမိတ်ဂေဟာကကလေးငယ်တူကိုအခုလိုအကြောင်းနဲ့ကြောင့်ဝေစားခဲ့တယ်။လူငယ်တဲ့18နှစ်လောက်ကျုံကဟောလိဝုဒ်စူပါစတာတူဖြစ်တဲ့အင်ဂျလီနာဂျိုလီကဒီအီသီယိုးပီးယားကလေးငယ်လေးကိုမွေးစားခဲ့ပါတယ်ရှင်။ဒါကြောင့်ဒီကလေးငယ်လေးကအာဖရိကမှာရှိတဲ့မိဘမေဂီယာကနေကယ်လီဖိုးနီးယားပြည်နယ်ကဇင်ခန်အင်ဂျီစီကိုရောက်ရှိလာခဲ့ပါတယ်။ဂျိုလီကဘာဖြစ်လို့ဒီကလေးငယ်လေးကိုမွေးစားလိုက်ကြလဲ သူတို့နိုင်ငံမှာမြို့ဝမဲ့ကလေးတွေကိုပြုစုပြောထောင်ပေးနေတဲ့ကိရာတွေအများကြီးရှိနေပေမဲ့ဂျူလီကဘာဖြစ်လို့အခုလိုမျိုးအာဖရိကအထိသွားရောက်ပြီးတော့မှဒီကလေးမလေးကိုမွေးစားခဲ့ရတာလဲဒီကလေးမလေးကိုမွေးစားခဲ့ပြီးတဲ့နောက်ဘလိုကန်စမာမျိုးတွေဂျူလီနဲ့ဒီကလေးမလေးစီကိုဝင်ရောက်လာခဲ့တဲ့လဲစားတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဗီဒီယိုထဲမှာပြပြတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ကတော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော် အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ page ကနေပြီးတော့အခုလိုကမ္ဘာကျွလကထူးခြားစံပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုခြင်းကြားတဲ့ပရိသတ်တွေအနေနဲ့ကျမတို့ page လေးကို like and follow လေးလုပ်ထားပြီးကြားဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးတင်စကားပါလိုက်ရပါတယ်။ကဲဒါဆိုဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ပါရှင်။အီသီယိုးပီးယားနိုင်ငံကကမ္ဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီးတော့မိဘမဲ့ကလေးအရေးအတွက်ကလေးသန်းကျော်လောက်အထိကိုရှိပါတယ်။မိဘမဲ့ကလေးအများစုဟာလမ်းမတွေပေါ်မှာပဲနေထိုင်ကြရပြီးတော့သင်လျော်တဲ့စာဝတ်နေရေးပညာရေးစာလာတွေဘာတစ်ခုမှမရကြပါဘူး။ လွန်ခဲ့တဲ့16နှစ်လောက်ကြုံကအခုလိုမျိုးစစ်မြစ်ခံရတဲ့မိဘမဲ့ကလေးငယ်လေးတွေထဲမှာအသက်6လသမီးအရွယ်ဇာဟာရာလည်းပါဝင်ခဲ့ပါတယ်။ဒီကလေးမလေးကမိဘမဲ့ကေဟာမနေထိုင်ခဲ့ရပြီးမဲ့ငမွတ်ခေါင်းပါတဲ့ဂျန်ကိုခံခဲ့ရပါတယ်ရှင်။တကယ်လို့ရှေ့လျှောက်ကာလတွေမှာဒီကလေးမလေးကိုဘယ်သူကမှမကူညီတော့ဘူးဆိုရင်သူမရဲ့အသက်ကတည်ဆုံးသွားရမယ့်အရေးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအခက်အခဲတွေကြားရမှာပဲအဖြစ်အပျက်တခုကသူမရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ ဟောလိဝုဒ်မင်းသမီးအင်ဂျလီနာဂျိုလီကဒီကလေးမလေးကိုမွေးစားဖို့ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒီတုန်းကတော့2005ခုနှစ်လောက်ကရှိမှချင်ပါသေး။ဒါကြောင့်ဂျိုလီကအဲ့ဒီအချိန်တုန်းကဘရက်ပစ်နဲ့တွဲနေဆဲဖြစ်ပေမဲ့သားသမီးရင်းစာမရှိသေးတာကြောင့်ကမ္ဘောဒီးယားနိုင်ငံကအသက်3နှစ်သားအရွယ်မက်ဒော့ကိုမွေးစားထားပြီဖြစ်ပါသေး။ ဂျူလီကပရိုက်တာမစ်ရှင်တစ်ခုမှတက်ကြွစွာပါဝင်ခဲ့ပြီးတော့ကလင်းငယ်လေးတွေကိုအကူအညီပေးနိုင်ဖို့အတွက်ကမ္ဘာအစည်းအဝေးဆုံးသောနိုင်ငံတွေကိုလှည့်ပတ်သွားလာခဲ့ပြီးတဲ့နောက်အီသီယိုးပီးယားနိုင်ငံကိုလည်းရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဂျူလီဟာဇာဟာရာရှိတဲ့မိဘမေဂီဟာကိုရောက်ရှိလာပြီးတော့ဇာဟာရာကိုမြင်မြင်ကျင်းမှာပဲစူမျိုးရေးစာတယောက်ပေါ်မှာချစ်ခင်သွားခဲ့မိပါတော့တယ်။ကလင်းမာရီရဲ့မိခင်က AIDS ရောဂါအခမ်းရှိသူဖြစ်ပြီးတော့သူမကိုမူပြီးကျင်းမှာပဲသွေးထွက်လွန်ပြီးတော့အသေဆုံးသွားခဲ့ရပါတယ်။ ကလေးမလေးရဲ့ဖခင်ကတော့အခုချိန်ထိတိုင်အောင်ဘသူဘဝမဲမသိခဲ့ရပါဘူး။ကလေးမလေးဇဟာရာကအဖွားရည်နဲ့တူလျက်စင်မီမရှိဖုံးမရှိခေါမိုးကအပေါက်နေရာနေပြိုကျနေတဲ့အခန်းကျင်းလေးထဲမှာအတူတူနေထိုင်ခဲ့ရပါတယ်။ဇဟာရာရဲ့အဖွားကဇဟာရာကိုအသက်လေးလအရွယ်ထိကျွမ်းဝတ်ခဲ့ပေမဲ့သူမရဲ့ဝင်ကတစ်လကို9ဒေါ်လာလောက်ပဲရှိတာကြောင့်ဆက်ပြီးတော့တင်ကျွမ်းမထားနိုင်တော့ဘူးဆိုပြီးတော့အခုလိုမျိုးမိဘမဲ့ကေဟာကိုပို့ထားလိုက်တာပဲဖြစ်ပါတယ်။ အာဖရိကနိုင်ငံမှာတော့ကလေးငယ်တွေအတူတူများများကအခုလိုမျိုးအခြေအနေတွေနဲ့ဒုက္ခရောက်ကြရပြီးမြေဇာဟာရာကတော့ဂျူလီနဲ့တွေ့ဆုံခဲ့ရပြီးတော့ကံကောင်းခဲ့တယ်လို့ဆိုရမှာပါရှင်။အဲဒီနောက်ဂျူလီနဲ့ဘရက်ဗစ်တို့ကဇာဟာရာကိုခေါ်ပြီးတော့အမေရိကန်ကိုပြန်လာခဲ့ကြပါတယ်။ ဂျူလီနဲ့ဘရက်ပစ်တို့ကဇာဟာရာကိုတမီအရင်တယောက်ပေါ်မှာချစ်မြတ်နိုးပြီးတော့ပြုစုဆောင်ရှောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဇာဟာရာရဲ့ဘဝကတော့ထင်သလောက်ပျော်စရာမကောင်းခဲ့ဘူးလို့ဆိုရမှာပါ။စာနယ်ဇင်းနဲ့အယုံဆိုင်မှုကိုခံခဲ့ရပါတယ်။ပပါရာစီတွေကဇာဟာရာနဲ့အတူအပြင်ထွက်တဲ့ဂျူလီသွားတဲ့နေရာတိုင်းမှာစောင့်ကြည့်နေခဲ့ပါတယ်။အဆိုဆုံးကတော့တရင်ကြောက်တွေဟာဂျူလီတို့ကဇာဟာရာကိုအီသီယိုပီးယားပြန်ပို့ဖို့အတွက်ကြိုးစားနေတယ်ဆိုတဲ့လောက်ကျန်တဲ့တွေကြီးသားလာခဲ့တာပါပဲ။မကြခင်မှာတော့တရင်ထောက်တွေကဇာဟာရရဲ့မိသားစုဘဝအတိတ်အမှန်တွေကိုဖော်ထုတ်ရေးသားလာခဲ့ပြန်ပါတယ်။ အဲ့ဒါကတော့ဇာရိုင်းမီကင်ကတက်ရှိထင်ရှားရှိနေစေဆိုတာပါပဲ တရင်တော်တွေကဇာရာရဲ့အမိခင်ထံသွားရောက်ပြီးတော့အင်တာဗျူးတွေလုပ်ခဲ့ကြပါတယ်။ဇာရာရဲ့အမိခင်ကကမိုင်းဆန္ဒမပါပဲဇာရာကိုကိုုံရသွားခဲ့တာဖြစ်ကြောင်းတနေ့မှသစိမ်းအမျိုးသားတူကြီးအရမပြုတ်ချစ်ခြင်းကိုခံခဲ့ရကြောင်းဒါပေမဲ့ဒီကိစ္စကိုထုတ်ပေါ်ပြောကြားတာမျိုးမလုပ်ဖို့တားမြစ်ထားတာကြောင့်သူမအနေနဲ့ရင်ကုန်နှုတ်ပိတ်နေဖို့ပဲဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းတကယ်လို့ဒီလိုထုတ်ပေါ်ပြောကြားလိုက်ရင်လူတိုင်းကသူမကိုအပြစ်တင်ကြမှာဖြစ်ပြီးရဲစွတ်သားတယောက်လိုအပြစ်ပေးမှာဖြစ်ကြောင်းအဲ့ဒီနောက်ကလေးမလေးကမှကျွေးမွေးနိုင်တာကြောင့်အဖွားဖြစ်သူစီကိုတွားဖို့ထားခဲ့ကြောင်းနောက်ပိုင်းမှာတော့ဂျူလီလိုကမ္ဘာ့ဆော်မင်းသမီးတယောက်ခွေယု မွေးစားသွားတဲ့အတွက်ကံကောင်းတဲ့ဆိုတဲ့အတွင်းနဲ့ပြည်သူဖြစ်မိကြောင်းအင်တာဗျူးမှာပြောကြားခဲ့ပါတယ်ဂျူလီတို့ဇနီးမောင်နှံကနောက်ထပ်ကလေးငယ်တူကိုထပ်မံမွေးစားခဲ့သလိုဂျူလီကလည်းဘိုင်ယိုလော်ဂျီကယ်နီးနဲ့ကလေးငယ်သုံးဦးကိုလည်းကိုယ်တိုင်ဖွာမြင်ခဲ့ပါတယ်။ဇာဟာရာအသက်၁၂နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူမရဲ့မိခင်ဖြစ်သူကထပ်မံပေါ်လာခဲ့ပြီးတော့ဇာဟာရာနဲ့တွေ့ကျင်နေဆိုပြီးတော့သတင်းတောက်တွေကနေတဆင့်တောင်းဆိုခဲ့ပါတယ်။နောက်ပိုင်းအရွယ်ရောက်လာတဲ့အချိန်မှာတော့ဇာဟာရာကအီသီယိုးပီးယားနိုင်ငံကိုအချိန်မောင်းများစွာတွားရောက်လည်ပတ်ခဲ့ပါတယ်။ ဇာရာလေးကဂျိုလီတို့မိသားစုမှာအတင်းအကျပ်ဆုံးကလေးလို့ပြောလို့ရပြီးတော့အရှုပ်ရှင်းနေလဲလုံးဝမရှိခဲ့ပါဘူးရှင်။သူကရုပ်ရှင်စကားတကားမှာပါဝင်တရုပ်ဆောင်ခဲ့တယ်လို့ဂျူလီရဲ့လူမှုရေးလုပ်ငန်းတွေမှာလည်းအကူအညီတွေအများကြီးပေးခဲ့ပါဗျ။လက်ရှိမှာတော့ဇာဟာရာကအတလန်တာမှာရှိတဲ့အနာမည်ကြီးဆန်ဖရန်စကောလိပ်မှာပညာသင်ကြားလျက်ရှိပါဗျ။ဂျူလီကလည်းဇာဟာရာကိုအရင်ချစ်ခဲ့ပါဗျရှင်။ဇာဟာရာကအီသီယိုးပီးယားကနေလာခဲ့တာပါ။ဒါပေမဲ့သူမအနေနဲ့ဇာဟာရာစီကနေအများကြီးတင်ယူခဲ့ရပါဗျ။ သူမကတာမန်ချက်ပို့ပြီးတော့ထူခြားတဲ့အာဖရိကန်မျိုးသမီးတယောက်ပဲဆိုပြီးတော့လဲဂျူလီကဇာဟာရာနဲ့ပတ်သက်လို့အမှတ်ချက်ပေးခဲ့မှုပါတယ်။ဇာဟာရာကိုမွေးစားခဲ့ခြင်းအတွက်ဂျူလီယာဝေဖန်မှုတွေအများကြီးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကဂျူလီနဲ့ဇာဟာရာတို့ရဲ့အကြမ်းမှာဘယ်တော့မှအနောက်ရှက်အဟန့်အတားတွေမဖြစ်ခဲ့ဘူးဆိုတာကတော့သိကြနေပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။